အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဈေးဘူးလဲတက်တာပြီးထမင်းမိန်စေတဲ့အတွဲဆက်လေးဖြစ်တဲ့ကျဲဥဖောက်ချက်နဲ့ငပိတုပ်လေးတုပ်စားဖြစ်ပါတယ်ကျဲဥဖောက်ချက်ကမကြီးရင်နဲ့မဆလာလေးသုံးပြီးထက်ချက်ထားတာဆိုတော့အနံ့ရတာနဲ့ပြည့်စုံစေပြီးထမင်းစားလို့လည်းမိန်စေတယ်နော်ချင်းငန်းဆက်ငပိတုပ်လေးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်တဲ့အတွဲဆက်လေးပါပဲရှင်ကျုပ်စားချက်ဖို့အတွက်အရင်ဆုံးကျုပ်လေးလုံးကိုပကံတစ်ခုချင်းစီတဲ့အရင်ထည့်ထားလိုက်ပါမယ် တခါတလေကျဲဦးကမလက်တဲ့အခါအိုရတန်ထိုင်ရင်ပြတ်သွားတတ်လို့ပါရှင်။ဒါကတော့ချက်ဖို့အတွက်လိုအပ်တဲ့ပုံရင်ပစ္စည်းလေးတွေပါ။ကျွတ်ညီနှလုံးစဉ်းစားငပိအနေငယ်မကြီးမဲ့အနေငယ်နဲ့မဆလာတို့ပဲလိုအပ်ပါတယ်ရှင်။ပုံရင်ပစ္စည်းနှဲပြီးတော့အရာတာရှိတဲ့ဟင်းကောင်းလေးတစ်ခတ်ပါပဲနော်။အရင်ဆုံးကျွတ်ညီနှလုံးကိုထောက်ရလွယ်အောင်လိုခတ်သေးလေးနှီးထားလိုက်ပါမယ်။အနစ်မြများကြိုက်တယ်ဆိုရင်ကျွတ်လေးတွေပူထဲလို့ရပါတယ်ရှင်။ ပြီးရင်တော့ငရုစုံနဲ့ထည့်ပြီးထောင်းထားလိုက်ပါမယ်။စနွင်းမုံငရုတိရောင်တင်မုံနဲ့စိမ့်စားငပိအနေငယ်ပါထည့်ပြီးတခါတည်းရောထောင်းထားလိုက်ပါမယ်။မညက်တညက်လေးဖြစ်လာပြီဆိုရင်တော့ခတ်ထုတ်ထားလိုက်မယ်နော်အချင်ရတာအတွက်မကြီးမဲ့အနေငယ်ကိုလည်းရင်းနှီးလေးနဲ့ပဲဖြောထားလိုက်ပါမယ် ါဆိုရင်တော့စချက်လို့ရပါပြီ။ချက်မဲ့အိုးရဲကိုစီရင်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ခုနထောင်းထားတဲ့ကျက်သွန်အနှစ်လေးကိုထည့်လိုက်ပါမယ်။မီးအလဲလန်းနဲ့ပဲကျက်သွန်လေးတွေနွမ်းတဲ့အထိစီးသက်ထားလိုက်မယ်နော်။ကျက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့မကြီးရေလေးထည့်ပါမယ်။မကြီးရေကကိုအချင်းစားနိုင်တဲ့ပုံမူတည်ပြီးထည့်လို့ရပါတယ်ရှင်။အရသာအတွက်စားနေဟင်ချုံမုံထည့်ပါမယ်။ ပြီးရင်တော့အနစ်လေးတွေကျက်သွားအောင်လို့ရင်းနှီးလေးထည့်ပြီးတည်ထားလိုက်ပါမယ်။တဲလာလိုက်တာပပွက်ဆူလာပြီဆိုရင်ကြက်ဥလေးတွေထည့်လိုက်ပါမယ်ရှင်။ကြက်ဥသေးကို အရသာလေးဝင်အောင်လို့အနစ်လေးတွေကိုခတ်တင်ထားလိုက်ပါမယ်။မဆလာအနက်လေးမွေးနေအောင်လို့မဆလာလေးအုပ်လိုက်ပါမယ်ရှင်။ ဆိုရင်ထမင်းမိန်မီစားလို့အရန်ကောင်းတဲ့ကျဲဥပုတ်ချက်လေးတစ်ခွက်ရပါပြီရှင်။မဆလာအနဲ့မွေမွေလေးနဲ့ကျဲဥဤဤလေးကအနဲ့ရတာနဲ့ပြည့်စုံပြီးထမင်းလည်းမိန်စေပါရဲ့နော်။သူနဲ့တွဲစားဖို့အတွက်ချင်းငန်းဆက်ငပိတုပ်လေးတုပ်ပါမယ်။ကျွတ်နီနှလုံးကိုအရင်ပပလိထားလိုက်မယ်နော်။စားတဲ့အခါမှာအရန်မမွန်အောင်လို့ကျွတ်နီလေးတွေကိုရေးဆေးလိုက်ပါမယ်။ငြိမ်သီးစိမ့်နဲ့တံမြသီးလေးတွေလည်းလိုအပ်ပါတယ်ရှင်။ ါကတော့စိမ့်သားငပိကိုမိဖို့ထားတာလေးပါပါဝင်ပစ္စည်းလေးတွေလည်းအစင်းနဲ့ပဲဆိုတော့စတုပ်လို့ရပါပြီရှင်ရည်စည်းထားတဲ့ကျွတ်တုံလေးတွေအရင်ထည့်လိုက်ပါမယ်မြုပ်စည်းစိမ့်လေးတွေကိုလည်းညှက်ထည့်လိုက်မယ်နော်မြုပ်စည်းစိမ့်များများထည့်ထုတ်တာကဆက်ဆက်လေးနဲ့အဆက်အဟက်ပိုမိစေပါတယ်ရှင်ငပိမိဖို့ထားတာလေးလည်းထည့်ပါမယ်ပစုံကြောင်းမုတ်လေးတွေလည်းထည့်လိုက်ပါမယ်ရှင် အိမ်မှာဝယ်ထားတဲ့စင်စာငပိကငံပေါ်ရာမို့လို့စားလေးနဲ့ငယ်ထပ်ထည့်လိုက်ပါမယ်။ဟင်းချုံမုံလေးလည်းအနေငယ်ထည့်ပါမယ်။တံမြာကြီးလေးပါညှစ်ပြီးပြီဆိုရင်တော့ငပိတုံလေးရပါပြီရှင်။စင်းသားငပိနဲ့တံမြာကြီးထိတဲ့အနက်လေးကလေတုံနေရင်လည်းကို တော်တော်လေးမွေးပါရဲ့ရှင်။ခုဆိုရင်တော့ချင်းချင်းငငယ်ဆက်ဆက်အရသာလေးနဲ့ရှယ်ငပိတုံလေးရပါပြီနော်။ ဒီဟင်းတွဲလေးကလေဈေးဘူးလဲတက်တာပြီးစားလို့လဲကောင်းထမင်းလဲမိန်စီတာမို့လို့လိုက်ချက်စားကြည့်ကြအောင်နော်ဒီကျဲဥဖောက်ချက်လေးနဲ့ငပိတုပ်လေးတုပ်တဲ့ရက်တွေဆို စားလို့လဲကောင်းကြတာမို့လို့အိမ်မှာဆိုထမင်းဟုတ်ပြောင်းပါပဲရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတည်မိတာမှဖြစ်လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်